င်္ဂလာပါရှင်တော်လိုင်းရဲဘော်များအားလုံးနဲ့တော်လိုင်းပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါသည်ရှင်၄ရက်၁၇လ၂၀၂၅ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ကားထောက်ပို့မှုမှတမ်းများကိုကျမတို့ဝေဟင် channel မှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်မရီယာမြို့နယ်တနရာတို့ဒရက်ဦးလေတမတတ်သောဂျက်ဖိုင်တာတစ်စီးဖြင့်မနက်9:36မိနစ်နဲ့ 9နာရီ42မိနစ်ခန့်အချိန်တို့တွင်ဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနရာသို့ဒရက်ဦးလေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်2နာရီ28မိနစ်2နာရီ28မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဆက်လက်၍9ရက်17လ2025ရက်နေ့တရက်တာတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့် ခဲရရိတ်ကထောက်ပို့မှုမှတ်တမ်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တပိတ်ချင်းမြို့နယ်တနရာတို့ဒရအူလေးတပ်မှတပ်သောဂျာဖိုင်တာ၂စီးဖြင့်မနက်3:12မိနစ်3:16မိနစ်ည8:35မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တောင်တာမြို့နယ်တနရာတို့မိဒီလာလေးတပ်မှတပ်သောဂျာဖိုင်တာ၂စီးဖြင့်ည8:10မိနစ်7:09မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ထီလင်းမြို့နှင့်ပုံညာမြို့အဆက်တနေရာသို့ဒလတ်ဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ည10:26မိနစ်10:31မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်လေရက်17လ2025ရက်နေ့နှင့်9ရက်17လ2025ရက်နေ့နေ့ရက်တာတွင်အကြဖတ်စစ်ကောင်းစီအနေဖြင့်တရက်ဦးလေတံမိထီလာ နေပြီးတော့မကွေးလေတံများမှာဂျက်ဖိုင်တာနဲ့ဝိုင်တွဲပြန်တက်မှုအကြမ်းရင်း26ကြိမ်ခန့်ရှိခဲ့ပြီးမကွေးတိုင်းမန္တလေးတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနဲ့မြေရှိသက်ဆိုင်ရာတော်လိုင်းရေးအဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နိုင်၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည် ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမီတလို့ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် scope တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါရှင်ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန် ကျွန်တော်တို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။